ကချင်ပြည်နယ်မှာရှိတဲ့အဖွဲ့အစည်းအသီးသီးမှာလုတ်ကင်နေတဲ့ Immunity Fellow Teams အဖွဲ့တွေသားမကလူငယ်လူကြီးအလုံးဟာလက်ရှိငြိမ်းချမ်းဖြစ်စဉ်တွေကိုချိတ်ဆက်နားလည်ဖို့လိုအပ်တယ်လို့ပြောပါရယ်ဒီသတင်းကိုတော့ဒွန်တင်းတင်းတွေကပေးပို့ထားပါရရှင်ဒီဇင်ဘာလ15ရက်နေ့ YMC ခမ်းမမှာပြုလုပ်တဲ့ငြိမ်းချမ်းရေးနီလောင်းဖလှယ်ပွဲမှာကချင်ပြည်နယ်ရဲ့လက်ရှိငြိမ်းချမ်းရေးအခြေအနေဟာတိုးတက်မှုမရှိတဲ့အတွေ့ပြည်နယ်အသက်တာမကတနိုင်ငံလုံးမှာဖြစ်နေတဲ့ ငင်းချိုင်းကြီးကိုချိတ်ဆက်နားလည်ဖို့လိုတယ်လို့ပြောပါတယ်။လိုရတဲ့အကြောင်းရင်းကဒီ fellow alumni တွေကချင်းပြည်ထဲမှာရှိနေတဲ့ CSO တွေအသီးသီးမှာဖွဲ့အစည်းအသီးသီးမှာသူတို့အလုပ်လုပ်နေကြတယ်။တချို့ကလည်းဒီသာသနာအဖွဲ့အစည်းမှာအလုပ်လုပ်နေကြတယ်ပေါ့နော်။အဲ့တော့ချင်းပြည်နယ်ရဲ့လက်ရှိငင်းချိုင်းရဲ့အခြေအနေကတိုးတက်မှုတွေကမရှိတဲ့အခြေအနေမှာမြန်မာနိုင်ငံတလိုင်းကလုံးနဲ့ခြုံငုံပြီးတော့သူတို့နားလည်ဖို့လိုတယ်လို့ကျမတို့ကခံယူပါတယ်။ လက်ရှိကာလတိုင်းနာဒေတာအသီးသီးမှာရှိတဲ့အခြေအနေတွေကိုမြင်အောင်ကြည့်ကြပြီးငိမ့်ချိုင်းရဲ့အတွက်ဘယ်လိုနေရာတွေမှာပါဝင်လှုပ်ဆောင်ပေးနိုင်မလဲဆိုတာလေ့လာကြဖို့ကိုလည်းတိုက်တွန်းသွားပါတယ်လက်ရှိနိုင်ငံလုံးဆိုင်ရာငိမ့်ချိုင်းရဲ့လုပ်ငန်းစဉ်ကိုနားလည်ဖို့အတွက်စစ်နဲ့ချိတ်ဆက်မှုတွေဖြစ်တဲ့တယံဇာတနဲ့စီငိမ့်ချိုင်းရဲ့လုပ်ငန်းစဉ်တွေကိုလည်းထည့်သွင်းဆွေးနွေးခဲ့ပါတယ်ဒါကြောင့်မို့ဒီ concept မှာနှစ်ခုထည့်တယ်ပေါ့နော်ပထမတစ်ခုကကျတော့ဒီ ဲတဘာဝပဝင်ခြင်းနဲ့ဒီငင်းချမ်းရေးပြဿနာပေါ့နော်နောက်တစ်ခုကကျတော့အဲ peace လို့ပြောရတဲ့ဒီအစ်စ်နဲ့ပါလဲစစ်ပရိပခနဲ့အဲ process ကြီးတစ်ခုလို့ကျွန်တော်တို့ထည့်ထားတာဖြစ်တယ်အဲကြောင့်မတရားကကျွန်တော်တို့အချင်းအသက်ပါမဟုတ်ဘူးသနိုင်ငံလုံးရဲ့အကြီးလည်းဖြစ်တယ်လို့ကျွန်တော်တို့ထည့်လို့ဒီဇင်ဘာလ15ရက်နေ့ကနေ16ရက်နေ့အထိနိုင်ရကြပြုလုပ်တဲ့ငင်းချမ်းရေးနီနော်ဖလဲပွဲမှာတဘာဝတယန်စာတရင်းနှီးမြုပ်နှံမှု ငိမ့်ချိုင်းရဲ့အခြေအနေတုံ့တန့်ချက်တွေကို အမေးအဖြေတွေနဲ့ဆွေးနွေးပြီးငိမ့်ချိုင်းရဲ့စိတ်ပါဝင်စားသူတွေကတက်ရောက်ဆွေးနွေးကြပါတယ်။ကျမတင်းတင်းနွယ်ပါရှင်။